ဒီမှာအမျိုးသားရာပေါင်းများစွာအကျဉ်းချထားခံရတယ်။ဒီနေ့တော့အမျိုးသမီးတအူးရောက်လာခဲ့တယ်။ဒါကလူအလုံးကိုအန်တာစိတ်လှုပ်ရှားစေခဲ့တယ်။ဒါပေမဲ့မကြခင်မှာပဲသူမလက်ထဲမှာစာတဆောင်ကင်ထားတာကိုတွေ့လိုက်ရတယ်။စာကိုဖွင့်ကြည့်တဲ့အခါသူမကနောက်ဆုံးလူဖြစ်လိမ့်မယ်လို့ရေးထားတယ်။ဆိုလိုတာကဒီနောက်ပိုင်းဘသူမှဒီကိုထက်ဖို့မလာတော့ဘူးဆိုတာပဲ။ဒီလူတွေဟာရွေ့လျားနေတဲ့အေယာမဝင်းကဘာထဲမှာပြိမိနေကြတာ။လူအလုံးဝင်းကဘာရဲ့အလဲမှာပြိမိနေကြတယ်။ဝင်းကဘာရဲ့ဝင်ပေါက်ကနက်နက်တိုင်းအချိန်မှန်ဖွင့်ပေးတယ်။လူတွေကဒီအခွင့်အရေးကိုအသုံးပြုပြီးထွက်ပေါက်ရှာဖို့စူးစမ်းကြတယ် ဒါပေမဲ့သုံးနှစ်လုံးလုံးပြေးလွှားရှာဖွေခဲ့ပေမဲ့ထွက်ပေါက်ကိုဘယ်တော့မှမတွေ့ခဲ့ကြဘူးညနေရောက်ရင်ဝင်းကဘာဝင်ပေါက်ကအလိုလျောက်ပိတ်သွားတယ်အဲ့ဒီအချိန်မှာဝင်းကဘာပြင်ဘက်ကနေဘီလူတွေရဲ့ဟောက်တန်တွေထွက်ပေါ်လာတယ်ဝင်းကဘာထဲမှာပုံမှန်ဘဝကိုထိမ့်သိမ့်ဖို့လူတွေကအပြေးလွှားကောင်းဆုံးသူတွေကိုရွေးပြီးပြည်သူများဆိုတဲ့အဖွဲ့ကိုဖွဲ့ခဲ့တယ်ပြည်သူတွေကနေတိုင်းထွက်ပေါက်ရှာဖို့တာဝန်ယူရပြီးကျန်သူတွေကတော့အလဲမာနေရာတိဆောက်ပြီးတင်းနယ်ဆိုင်ပြိုးပြီးအသက်ရှင်ဖို့ကြိုးစားကြတယ်ဒီလိုနဲ့လူတွေဟာဒီမှာရိုးရှင်းတဲ့ဘဝကိုဖျက်ဆီးနေကြတယ်ဒါပေမဲ့ဝင်းကဘာထဲမှာမတော်တဆမှုတွေမကြာခဏဖြစ်လာတာကြောင့် လူတွေဟာရှုပ်ဝက်လမ်းကြောင်းတွေကြောင့်အသက်ဆုံးရှုံးနေရှိတယ်။ကလတကြိမ်လူတစ်တယောက်နဲ့အတူထောက်ပံ့ပစ္စည်းတချို့ရောက်လာတယ်။ဒါပေမဲ့ဒီကိုရောက်လာတဲ့သူတိုင်းမှတ်ဉာဏ်တွေဆုံးရှုံးထားကြတယ်။လွန်ခဲ့တဲ့ရက်အနေငယ်ကပဲအိပ်ပျော်နေရင်ဒေးဗစ်ဆိုတဲ့သူဒီကိုရောက်လာခဲ့တယ်။သူနိုးလာတဲ့အခါလူတိုင်းရဲ့ထူးဆန်းတဲ့အပြုံးတွေကြောင့်ထိတ်လန့်သွားတယ်။သူထွက်ပြေးခဲ့တယ်။ဒါပေမဲ့တိတ်မဝေးခင်မှာပဲလဲကျသွားတယ်။သူခေါင်းပေါ်ကြည့်လိုက်တဲ့အခါမြင်မာတဲ့နိုင်ငံတွေကသူ့ကိုဝိုင်းနေတာကိုတွေ့လိုက်ရတယ်။ဒီလိုအန်တဆရာမြင်ကွင်းကသူ့ကိုထိတ်လန့်အန်တသွားစေရဲ့။သူလည်းမှတ်ဉာဏ်ဆုံးရှုံးထားခဲ့တယ်။ ီမှာခေါင်းဆောင်ကတော့ပုပ်ပါသူကဒေးဗစ်ကိုအကုန်လုံးရှင်းပြခဲ့တယ်ပုပ်ကဒီကိုပထမဆုံးပို့ခံရသူဖြစ်ပြီး၃နှစ်ကြာဒီမှာနေထိုင်ခဲ့တယ်ဒေးဗစ်ကိုစိတ်ဝင်စားစေတဲ့အရာကတော့မြင့်တဲ့နယံတစ်ခုမှာဝင်ပေါက်တစ်ခုရှိနေရပဲဒါပေမဲ့ပုပ်ကအထဲမှာဘာရှိလဲဆိုတာကိုမပြောရဲဘယ်တော့မှမဝင်ဖို့တတိပေးခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲဒေးဗစ်ကလူနှစ်ယောက်အဲ့ဒီဝင်ပေါက်ကနေပြေးထွက်လာတာကိုတွေ့လိုက်တယ်သူရှုပ်ထွေးနေချိန်မှာအနာကကောင်းလေးတယောက်ကသူတို့ကပြေးသူများဖြစ်တယ်လို့ပြောပြတယ်။ပြေးသူတွေရဲ့အဲ့ဒီထဲကိုဝင်ခွင့်ရှိတယ် လူတချို့အထဲကိုဝင်သွားနိုင်တာကိုတွေ့ရင်ဒေးဗစ်ဟာသူ့စိတ်ကိုမထိန်နိုင်ပဲအနာကပ်ပြီးစူးစမ်းကြည့်ချင်လာတယ်။ဒါပေမဲ့သူ့အနာကပ်လိုက်တာနဲ့ဒီမှာတတိယကြီးကဟင်နရီကသူ့ကိုတွန်းလဲလိုက်တယ်။ဒေးဗစ်ကဒေါသထွက်ပြီးဘာကြောင့်သူ့ကိုဝင်ခွင့်မပေးတာအထဲမှာဘာရှိလဲဆိုတာဘာကြောင့်မပြောရလဲလို့မေးခဲ့တယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်အနောက်ကနေကျဲလောင်တဲ့အတန်တစ်ခုထွက်ပေါ်လာတယ်။ဒေးဗစ်ကနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဝင်းကဘာဝင်ပေါက်ကဖြည်းဖြည်းပိတ်နေတာကိုတွေ့လိုက်ရတယ်။ဝင်းကဘာတစ်ခုလုံးရွေ့လျားလာခဲ့တယ်။အချိန်တွေမြ мян ကုန်ဆုံးသွားတယ်။မကြခင်မှာပဲညဘက်ရောက်လာတယ်။ ဲ့ဒီအချိန်မှာဝင်းကဘာတဲကနေကျေလောင်ရဲ့အတန်တွေထက်ထွက်လာတယ်ဒုတိယခေါင်းဆောင်ကဒါကဝင်းကဘာပြောင်းရဲတာလို့ပြောတယ်ဘသူမှဝင်းကဘာတဲမှာညတညမှအသက်ရှင်မနေနိုင်ခဲ့ဘူးဘာကြောင့်လဲဆိုတော့ညဘက်ဆိုရင်ဝင်းကဘာတဲမှာဘီလူးတွေပေါ်လာလို့ပဲဘီလူးတွေကိုတွေ့ဥသူတွေဟာအသက်မရှင်ခဲ့ကြဘူးဒါကြောင့်ပြည်သူတွေဟာနေ့ဘက်မှာပဲစူးစမ်းရှာဖွေနိုင်ကြတယ်နောက်နေ့မှာပေါကဒေးဗစ်ကိုနယန်စီခေါ်သွားပြီးသူ့နမီကိုထွင်းထားဖို့ပြောတယ်ဒေးဗစ်ကနမီတချို့ဖျက်ထားတာကိုတွေ့လိုက်တယ်အဲ့ဒီနမီတွေရဲ့ပိုင်ရှင်တွေဟာဒီမှာမရှိကြတော့ဘူးဆိုတာထင်ရှားတယ် ပြီးတော့ဒေးဗစ်ဟာတစ်သားစုဆောင်ဖို့တတော်ရဲကိုသွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့တယ်